သူကိုအခြေခံပြီးတော့ကုသိုလ်တွေဘယ်လိုဖြစ်နိုင်သလဲဒါလေးလာဖို့ပဲကိုယ်တဏ္ဍာကုသိုလ်ဖြစ်လာပြီဆိုရင်အဲ့ဒီကုသိုလ်ကိုအကြောင်းပြုပြီးတော့နောက်ထပ်ဘာကုသိုလ်တွေဖြစ်လာနိုင်သလဲဆိုတော့ဟောဒီပဋ္ဌာန်းပါဠိတော်မှာသေးသေးချာချာရှင်းလင်းပြီးတော့ဟောထားတာရှိတယ်เนาะကဲအဲ့ဒီမှာနံပါတ်၄လေးလာမှာတော့ကုသိုလ်ကိုအာယုံပြုပြီးတော့ ကုသိုလ်တွေဟာဘလို့ဖြစ်လာတယ်။ဘာကုသိုလ်ကိုအာယုံပြုတ်ပြီးတော့ဘာကုသိုလ်တွေဖြစ်လာတယ်လဲဆိုတာကိုရှင်းပြီးတော့ပြတဲ့အခါမှာနေစဉ်နဲ့အမျှလုံနေကြတဲ့ပိုင်းကလေးတစ်ခုကိုကြည့်ပေါ့လူတယောက်ဟာဒါနကောင်းမှုတွေတစ်ခုလုပ်လိုက်တယ်ဆိုပါစို့နတ်နဲ့အိပ်ရထားတဲ့အခါဘုရားကိုပန်းလေးတစ်ပွင့်ဖြစ်စေရေချမ်းလေးတစ်ခွက်ဖြစ်စေတင်လိုက်တယ်ပေါ့ တာဝတနာကောင်းမှုလို့ခေါ်တာပေါ့ဆွမ်းကကြွလာတဲ့တန်ခါကိုဆွမ်းလောင်းလိုက်တဲ့ဒါနာကောင်းမှုလို့ခေါ်တာပေါ့အဲဝါဇုဟုကာလမှာဝါဇုသင်္ကန်းကတ်လိုက်တယ်ဒီလားရှင်ဆရာလေးတွေနော်အဖိတ်ဆန်လောင်းလိုက်တယ်လှူလိုက်တယ်တန်းလိုက်တယ်ဒါဒါနာကောင်းမှုလေးတွေပေါ့နော်အဲ့ဒီဟာကလှူလိုက်လို့ရတဲ့ဒါကောင်းမှုတစ်ခု လို့ခေါ်တယ်နော် အဲ့ဒီကောင်းမှုလေးကိုအာယုံပြုတ်ပြီးတဲ့အခါကျတော့ကိုလှူလိုက်တဲ့ဒါနကောင်းမှုလေးကို အလေးနဲ့ပြန်လီပြီးတော့စဉ်းစားမယ်ဆိုလို့ရှိရင်လှူလိုက်တဲ့ကောင်းမှုကဒါနကောင်းမှု ပြန်လီစဉ်းစားတဲ့ကောင်းမှုကဒါနကောင်းမှု မဟုတ်ဘူးသူကြတော့နော်ဘာဝနာကောင်းမှုလို့ခေါ်တယ်အဲ့ဒါကြကုသိုလ်ကောင်းမှုကိုပြန်ပြီးတော့တွေးသည့်အတွက်ကြောင့် ဒါနကောင်းမှုပြန်ပြီးတော့စဉ်းစားတာအဲ့ဒီစဉ်းစားလို့ရှိရင်ကုသိုလ်ကောင်းမှုတစ်ခုထပ်ဖြစ်တယ်အဲ့ဒါဟာဒါနကောင်းမှုကိုအာယုံပြုပြီးတော့နောက်ထပ်ကုသိုလ်တစ်ခုဖြစ်တာတဲ့အဲ့တော့ကုသိုလ်ဆိုတာရအောင်ယူတတ်လို့ရှိရင် ရနိုင်ဆုံးလေးတစ်စုံလောင်းပြီးတော့ထိလေဆုံးလောင်းခဲ့တာလေးကိုပြန်တတိယပြီးတော့စိတ်ထဲကဝမ်းသာနေတယ် ဝမ်းတာတိုင်းဝမ်းတာတိုင်းမိနစ်တိုင်းမိနစ်တိုင်းနိုင်တိုင်းနိုင်တိုင်းဝမ်းတာမှုတစ်ခါဖြစ်တိုင်းဖြစ်တိုင်းတတိတစ်ခါရတိုင်းရတိုင်းကုသိုလ်ကြီးပြန်ဖြစ်နေလှူတော့ကဒါနာကုသိုလ်နောက်ထပ်လှူလိုက်အခါကျတော့ပြန်ပြီးတော့တတိရတဲ့ဘာဝနာကုသိုလ်ဒီလိုဖြစ်နေတာနော်အဲ့ဒါကိုပြောတာဒါနာကုသိုလ်ဟာဥပတေတေအာယုံအနေနဲ့ကိုလှူခဲ့တဲ့ဒါနာကုသိုလ်လေးကအာယုံ အကြောင်းတရားဖြစ်ပြီးတော့အဲ့ဒီအာယုံအကြောင်းတရားကိုအမိပြုပြီးတော့နောက်ထပ်အလေးနဲ့စဉ်းစား